မက္ကဆီကိုတောင်ပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Erich Hurricane ကြောင့်အနည်းဆုံး2ဦးသေဆုံးခဲ့ပြီးကယူရဲမြို့ရွာတွေမှာဆူဆူယွယွပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ဟာရီကိန်းမုန်တိုင်းဟာစွန်း၁၉ရက်ညပိုင်းမှာအားနည်းသွားခဲ့ပြီးလေပြင်းနဲ့ရေဝန်အဖြစ်တည်ရှိနေတယ်လို့ဆိုပါရယ်။တောင်ပိုင်းအောက်ဇာကပြင်းနယ်မှာအမိုက်တရက်တွေကိုဖေရှားရမှာကိုညီပေးနေတဲ့အမျိုးသားတအိုးတက်လိုက်အသေးဆုံးသွားခဲ့တယ်လို့သိရပါရယ်။အဲရစ်မုန်တိုင်းကုန်းတွင်းကိုဝင်ရောက်ခဲ့တဲ့ အောက်ဇာကပြင်းနယ်မှာရှိတဲ့ချောင်းတစ်ခုအနီးမှာ ဘောအပြင်းနဲ့တကြိုးတွေပြန်ကြခဲ့ပြီးတဲ့နောက်အဆိုပါမျိုးသားထက်လိုက်သေးဆုံးခဲ့ရတာဖြစ်တယ်လို့ပြည်내အစိုးရအဖွဲ့ကပြောပါရယ်။အောက်ဆောင်ကရဲ့အနီးနားပြည်내ခွာရဲရုကဆမ်မတ်စကိုမြို့မှာရေတက်လာတဲ့ချောင်းကိုတားမိနှစ်ဦးဖျက်ကိုရမှာကလေးရေထဲမျောပါပြီးသေဆုံးသွားခဲ့တယ်လို့မြို့ပြကာကွယ်ရေးအာဏာပိုင်အဖွဲ့ကပြောကြားခဲ့ပါရယ်။ Erit Hurricane ဟာ အကပူကိုစိတ်ကန်းကနေ65မိုင်အကွာမှတည်ရှိနေပြီးညပိုင်းမှာပူပိုင်းမုန်တိုင်းအဖြစ်အပြော့သွားခဲ့တယ်လို့အမေရိကန်မြို့သားဟာရီကိန်းစင်တာကထုတ်ပြန်ခဲ့ပါတယ်။မုန်တိုင်းဟာဇွန်လ19ရက်ကမက္ဆီကိုတောင်ပိုင်းကိုဖြတ်ကျော်ရမှာတတမတ်တန်းလေတိုင်နှုန်းတနာရီ90ကီလိုမီတာရှိတယ်လို့ဆိုပါတယ်။အလွန်ပြင်းထန်ပါတယ်။တော်တော်လေးအယုတ်ဆိုးပါတယ်။တမျိုးလုံးအောင်အိုးမဲ့အိမ်မဲ့ဖြစ်ကုန်ပါတယ်။အဝေစားတွေလည်းမရှိကြတော့ပါဘူး။ကျမတို့ကိုအကူအညီပေးမဲ့သူတွေလည်းမရှိပါဘူးလို့အသက်45နှစ်အရွယ်ရှိတဲ့အင်ရှင်မတဦးကပြောပါတယ်။ ကမာလင့်ခေးသွားတွေလာရောက်ရာပွာတိုအကွန်တီတိုမြို့မှာမျိုးကန်တွေနဲ့ရေးပေါ်ကဲစေးသမားတွေဟာမုန်တိုင်းကြောင့်ဖြစ်ပေါ်ခဲ့တဲ့အပြည့်အစည်တွေကိုရှင်းလင်းတာရေရှမ်းနေတဲ့လမ်းတွေပေါ်ကနေရေတွေကျသွားအောင်လုပ်တာတွေကိုဆောင်ရွက်နေကြပါဗျ။အဲ့ဒီမြို့မှာမုန်တိုင်းကြောင့်သစ်ပင်တွေလဲခဲ့ပြီးလမ်းအမှတ်အသားပြဆိုင်းဘုတ်တွေနဲ့လှေတွေဟာကဲကျေပေါ်ကသဲတွေအောက်ကိုမြုပ်သွားခဲ့ပါဗျ။အဲ့ဒီမြို့မှာနေထိုင်သူ3000ခန့်နဲ့ကအများစုဟာလျှင်စစ်တမ်းအားမရသလိုမိုဘိုင်းဖုန်းဆက်သွယ်မှုတွေလည်းပြတ်တောက်နေပါဗျ။သမရကလော်ဒီယာရှိန်ဘွန်က ဇွန်လ19ရက်မနက်ပိုင်းမှာပြောကြားတဲ့မေကောမှာမက္ဆီကိုတောင်ပိုင်းပြည်နယ်တွေဖြစ်တဲ့အောက်ဇာကာကွာရဲရိုချီယာပက်စတိုမှာမိုးများမယ်လို့ခန့်မှန်းထားကြောင်းပြောကြားခဲ့ပြီးဘာရာခရုစ်နဲ့ပြူပလာတို့မှာလည်းမိုးကြီးမယ်လို့ခန့်မှန်းကြောင်းပြောခဲ့ပါတယ်။မက္ဆီကိုနိုင်ငံဟာထုံးစံအဖြစ်မေနဲ့နိုဝင်ဘာအကြားမှာပစိဖိတ်ကမ်းရိုးတန်းနဲ့ကာရေဘီယံကမ်းရိုးတန်းတွေမှာနှစ်စဉ်မုန်တိုင်းကြီးတွေဝင်ရောက်လေ့ရှိတာဖြစ်ပါတယ်။